အားလုံးပဲမင်္ဂလာပါကျွန်တော်ထပ်မံပြီးမျှဝေခြင်းတာကတော့ဒီချာချာပတံဘလို့တီးမလဲပေါ့နော်ချာချာပတံဒီချာချာဒီတဲ့မှာကျွန်တော်ချာချာပတံတစ်ခုကျွန်တော်တီးပြมาဖြစ်ပါတယ်ဒီ brother တို့ကျွန်တော်အရင် drum ပတံနှစ်ခုကိုအခြေခံအားဖြင့်ပြပြပြဖြစ်တဲ့အတွက်ကြံနဲ့ဒီ drum นี่လဲပဲအိုက်တိုင်းပဲနော်အိုက်တိုင်းပဲလာมาဖြစ်တဲ့အတွက်ဟေးကျွန်တော်ထပ်မံပြီးတော့ပြောပြတော့ဦးနောက်အချိန်တွေအရင်ကြာသွားမှာဆိုလို့ပါအေးကျွန်တော်နောက်ထပ်ဒီ ချာချာပတန်လေးကိုကျွန်တော်တီးပြမယ်ပေါ့နော်ကျွန်တော်တီးတာလေးကိုဘရာလို့တီးချလိုက်တီးပြီးတီးကြည့်ပြီးတော့ဒီတခုခုတည်းမှာတင်ထားလိုက်ပေါ့နော်ကျွန်တော်နောက်တစ်ချိန်မှာပြန်လဲအသုံးပြုလို့ရတယ်နော်ဒီ drum ပတန်လေးလည်းဖြစ်ပါတယ်ဒီကျွန်တော်တို့ FL Studio အရင်ဆုံးဝင်ကြည့်လိုက်မယ်ဝင်ကြည့်လိုက်ပြီဆိုရင်ဒီမှာကျွန်တော်တီးထားတဲ့ဒီချာချာပတန်မှာဆိုအရင်ဆုံးဒီ high hand လေးကိုကျွန်တော်ဒီ တပားတပီးစီမှာတစ်ချက်ဒီကျွန်တော်ချထားပါတယ် high happy ရင်ဘာလာမလဲဆိုရင်ကျွန်တော်ဒီ kit b ab ab เนาะကျွန်တော်ချချပတ်တံမှာသုံးထား b အစအိတ်နော် b a b ဟုတ်ပြီเนาะကဲဒီဒီ high hat ကတော့เนาะကျွန်တော်ပထမတင်ကန်းလာနေမှာချထားတဲ့အတိုင်းလေးကျွန်တော်ဒီချထားပါတယ်ဟုတ်ပြီဒါလေးကတော့ကျွန်တော် rule ပြောထားတာပါ ရိုးဆိုတာပါဟုတ်ပြီနော်ဒီမှာတစ်ခုချင်းပြပေးမယ်ကြည့်ပါဒါကရိုးရိုးဆိုတာပါနော်ဟုတ်ပြီဒီပီယာနိုနဲ့ဘယ်လိုတီးမလဲနော်ပီယာနိုပီယာနိုမှာဆိုရင် C E G C ရတယ်နော်ဒီအပေါ်အောက်တင်းနဲ့အောက်အောက်တင်းနဲ့အပေါ်အောက်တင်းကိုကျွန်တော်လုပ်လိုက်တယ်ပြီးရင် EEG ကိုပုံလုပ်နေတယ်ကျန်တဲ့ဒီလဲအတိုင်းပဲเนาะဒီ C ကိုဘယ်လိုတီးမလဲဆိုတော့တခြားလေးမှတ်ပြီးပါကျွန်တော်တခြားလေးပြပြပါမယ်ဟုတ်ပြီ C ပြီးရင် A minor ပါတခြားလေးကြည့်ပါအဖပါ G ပါအဲ့လိုပဲเนาะ CO ပဲမှတ်လိုက်เนาะ CO ပဲဘယ်လိုတီးလဲဆိုတော့မှတ်လိုက်เนาะဒါရီကတော့နောက်ခါအတူတူပဲဘက်ကတော့ကျွန်တော် kiss kiss like ကိုပဲကျွန်တော်လိုက်ထားတယ်เนาะဒီတိုင်းလေးပဲတော့ပါเนาะဒီတိုင်းလေးပဲမှတ်ချက်ချတယ်ဒီမှာချက်ဒီမှာချက်ချတယ်ချက်ချက်ချတယ်เนาะဆောဆောကျွန်တော်ချပြခဲ့တဲ့ pattern အတိုင်းလေးပါเนาะ play ကြည့်မယ် ပြီးဒီကျွန်တော်နှစ်ခါတော့ပြန်ပြပြန်နားထောင်ခိုင်းနေเนาะဟုတ်ပြီဒီမှာဒီပီယာနိုနဲ့ဂရန်ပီယာနိုနဲ့เนาะတီးတာလေးကိုတခြားမှတ်ပါเนาะတခြားလေးပြန်မှတ်ပါဟုတ်ပြီဒီနေ့တင်ခန်းစာကတော့ဒီလောက်ပါပဲခင်ဗျာ